ခုလိုအချက်တွေကြောင့်အင်အောင်ဤကံခေတဲ့စူညီမတွေကြားတဲ့အင်အောင်ဤကံအကောင်းဆုံးဖြစ်ခွင့်ရခဲ့တဲ့ဆိုပြတဲ့စဉ်အင်အောင်ဤကံကောင်းပြီးတာယာအစဉ်ပြေတဲ့မိသားစုပိုင်ဆိုင်မှုဆိုတာကမိန်းကလေးတွေရဲ့အိမ်မက်တွေတဲ့ကတခုပါရှင်ဒါပေမဲ့တချို့မိန်းကလေးတွေအနေနဲ့ချစ်သူဘဝမှာသာပျော်ရွှင်ရပြီးတော့အင်အောင်ကြတဲ့အချိန်အစမပြေမှုတွေနဲ့ကြုံတွေ့နေကြရပါတယ်ဒီအထက်မှာမြမအမှုပြဏလောကရဲ့နာမည်အကြီးဆုံးစူညီမတွေလို့အများကခေါ်ဝေါ်ကြတဲ့မင်းသမီးကြီးစိုးမြင့်သူစားတို့ညီမတွေလည်းပေါဝင်ပါတယ်ရှင်ဘလောက်ပဲအောင်မြင်ချမ်းသာပြီးတော့လှပတဲ့မင်းသမီးတွေဖြစ်ကြပါမယ်ယူသမျှယောက်ျားတိုင်းနဲ့အစမပြေဖြစ် ပြီးတော့အိမ်တော်ကြီးကန်ခင်ကြရတာကစိုးမြက်ကလေးဟာစိုးမြက်သူစားစိုးမြက်နန္ဒာညီမတောင်ယောက်စလုံးမှာပဲနော်ဒီလိုမျိုးအိမ်တော်ကြီးအစမပြေတာကြောင့်ဝေဖန်ခံနေရတဲ့စိုးညီမတွေကြားထဲကနေညီမငယ်စုံလေးဖြစ်သူစိုးပြေလေးကတော့ထူးခြားစွာနဲ့ကန်ကောင်းခွင့်ရရှိခဲ့ပါတယ်ဒါကြောင့်မလို့စိုးပြေလေးရဲ့မင်္ဂလာပွဲကိုအားလုံးကလည်းစိတ်ဝင်တစားနဲ့စောင့်မျှော်နေကြပါတယ်တကယ်တော့မျိုးနဲ့ရိုးနဲ့အိမ်တော်ကြီးတာယာအစင်ပြေမှုနေပါတယ်လို့ပြောလို့ရတဲ့စိုးညီမတွေကြားထဲမှာစိုးပြေလေးကန်ကောင်းသွားတာကတော့သူမရဲ့အခုလိုအချက်တွေကြောင့်ပဲဖြစ်ပါတယ်မင်္ဂလေးတယောက်ဆိုတာကသူများစီကအချက်ခံရဖို့ထဲကိုကိုကိုပိုးချစ်ပြီး ပြီးတော့ဂုံသိက္ခာကိုတက်မို့ထားထိမ့်သိမ်းရမှာပါရှင်။ဒါကိုစူပြီးကတေချာနားလေသဘောပေါက်စွာနဲ့ဒီမရဲ့ဘဝတက်လျှောက်တော့အမဲဆက်ဆိုတာမျိုးမရှိအောင်မိန်းကလေးတယောက်ရဲ့သိက္ခာတရားတွေတက်မို့ထားစောင့်ရှောက်ခဲ့သူဖြစ်ပါတယ်။စိတ်ကစားတတ်တဲ့အွယ်မှာလည်းစစ်သူကြီးစားဆိုပြီးရှောက်မထားခဲ့သလိုခင်းတဲ့အညီဝတ်စားစင်တက်ပေမဲ့မတော်မလျော်အပြင်စင်မျိုးတွေလည်းလုံးဝမလောက်ခဲ့ပါဘူး။ဒါကြောင့်မလို့မြမအမှုပညာလောကထဲမှာစူပြီးတဲ့စင်းဆိုတာကတကယ်ကိုဂုံသိက္ခာကြီးမားတဲ့မြမစံသူမင်းသမီးလေးအဖြစ်ချီးကျူးမှုတွေကိုရရှိပိုင်ဆိုင်ခဲ့ပါတယ်။ဒီလိုအချက်တွေကြောင့်ပဲစူပြီးလေးကဘဝတက်လျှောက်လုံးမှာတယောက်တည်းကိုဝယ် ချိခဲ့ပြီးတယောက်ချင်းနဲ့ပဲလက်ချက်ခွင့်ရတဲ့အတွက်သူမရဲ့ကြံမိုးတွေကပို့ပြီးတော့အမြင့်ကျက်လာတယ်လို့ပြောလို့ရပါတယ်ရှင်။ ။ဒါကြောင့်အရင်ကတုံယုံလူကိုချွေးမအဖြစ်လက်မခံခဲ့တဲ့ဟင်းဝန်ရံရဲ့မိဘတွေကတော့စူပြည့်လေးကိုတမီလေးအရင်တယောက်လိုတံမိုးထားချစ်ခင်ပြီးတော့မင်္ဂလာပွဲကြီးကိုခန္ဓာဆုံးဖြစ်အောင်ပြုလုပ်ပေးခဲ့ပါတော့တယ်။ဟင်းဝန်ရံကလည်းစူပြည့်နဲ့နှစ်ပေါင်းများစွာခင်မင်ခဲ့တာကြောင့်စူပြည့်ဘလို့စိတ်ထားရှိတယ်။ဘလောက်ထိကုန်းသိခါကြီးမားတယ်ဆိုတာကိုသိရှိပြီးတော့အရင်ကြီးစားတွေလိုပေါ့ပြက်ပြက်သဘောမချဘဲတံမိုးထားလက်ထက်ခွန့်တောင်းခဲ့ပါတယ်။ချစ်တဲ့ဆိုတာကအကြောင်းပြချက်မရှိပေမဲ့တဘွားလုံးပေါင်းဖက်ရမယ်ကိုပွားရဲ့လက်တွဲပေါ်အဖြစ်ရွေးချယ်တဲ့နေရာမှာတော့အကြောင်းပြချက်တွေလိုအပ်တာကအမှန်ပါပဲ။မင်းသမီးလေးစူပြည့်က တော့ချစ်သူကြီးစားအနေနဲ့အချစ်ခံရဖို့လည်းထိုက်တန်တယ်လို့အိမ်တော်ရှင်ဇနီးကောင်းတယောက်အဖြစ်နေထိုင်နိုင်မဲ့သူဆိုတာသိကြတဲ့အတွက်အမျိုးသားလောင်းနဲ့မိဘတွေစီကနေတံမိုးထားလေးစားမှုတွေကိုရရှိပိုင်ဆိုင်သွားခဲ့ပါပြီ။အခုဆိုရင်တော့အင်မတန်လှပတဲ့သူမတို့ရဲ့မင်္ဂလာတက်ပုံလေးတွေကတနိုင်ငံလုံးကပြည်သစ်တွေရဲ့အားကျမှုတွေကိုရရှိနေပါတယ်။မကြခင်အချိန်ကျော်မှလည်းတရားဝင်လက်ချက်ပွဲအခမ်းအနားကြီးကိုဂုဏ်ယူဝင့်ကြွားစွာနဲ့ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိစ္စတွေအကုန်လုံးကိုလည်းဟင်းဝရန်ကစူပြည့်ကိုစိတ်တန်းကြစီမံစီခဲ့တယ်လို့ဟင်းဝရန်ရဲ့မိဘတွေကလည်းစူပြည့်ပြောသမျှအရာတွေတိုင်းလက်ညှိ ိုးညွံ့ရေးဖြစ်အောင်လို့ဖန်တီးပေးနေခဲ့ပါတော့တယ်။ဒီလိုအချက်တွေကိုကြည့်ခြင်းအပြင်စုပြည့်လေးကဘဝလက်ကျွဲဖို့ရွေးချယ်မှုမှန်ကန်ခဲ့တယ်လို့အိမ်တော်ကြီးမှလည်းအရန်ကန်ကောက်ပြီးတော့ပျော်ရွှင်စရာမိသားစုဘဝလေးပိုင်ဆိုင်နိုင်မယ်ဆိုတာသိကြနေခဲ့ပါပြီ။အမတွေဖြစ်တဲ့စုညီမတွေကတော့ချစ်ရသူနဲ့ပေါင်းဖက်ခွင့်ရကြတယ်ဆိုပေမဲ့အချိန်နဲ့အကြောင်းအမျိုးမျိုးကြောင့်အခုချိန်ထိတကူတည်းနဲ့ဖြတ်တန်းနေရပါတယ်။ဒါကြောင့်အားလုံးကစိတ်ဝင်နေကြရတဲ့အငွေဆုံးညီမလေးစုပြည့်သစဉ်ကတော့ကန်ကောင်းစွာနဲ့ပဲအိမ်တော်ကြီးတာယာအစဉ်ပြည့်မဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိလို့သွားခဲ့ပါပြီနော်။ ချစ်တဲ့ပရိသတ်ကြီးတို့အနေနဲ့ရောစိုးညီမတွေကြားတဲ့ကအမင်းသမီးလေးစုပြည့်တဲ့စဉ်ရွေးချယ်ခဲ့တဲ့အိမ်နာရင်းနဲ့ပတ်သက်ပြီးထင်မြင်ချက်လေးတွေရှိတယ်ဆိုရင်လည်းပြောသွားပေးခဲ့ကြပါအောင်ရှင်။